သူရှင်ရှင်များအားလုံးပဲမင်္ဂလာပါရှင်။ဒါမဲ့တရက်ရှင်းလာ25ပေါ့နော်။18ကျင်းအတွက်ဒီကနေ့နော်ရှားပေးထားတဲ့ကဏ္ဍလေးကတော့လုံးပိုင်းလေးပေါ့နော်။လုံးပိုင်းဆက်ကလေးရှားပြပေးထားတာပါ။ဒါဆိုရင်လိုက်ပြီးတော့ကြည့်ပေးပါအောင်နော်။ဒီမှာရှိနေတာက16 16ခုနှလုံးပေါင်းတော့ပေါင်းချင်းခွန်ရတယ်။ခွန်ရဲ့ပေါင်းပါနဲ့ခွန်နဲ့နဲ့နဲ့ဆိုပြီးတော့လုံးပိုင်းပေါ့နော်။ဘိုင်းနှလုံးရှားတွေ့ထားတယ်နော်။ ါဆိုလို့ရှိရင်ညီမတို့ရဲ့ထွက်ကနန်လေးကိုတစ်ချက်တိုက်ကြည့်အောင်เนาะညီမပါထွက်ကနန်ထွက်ပင်လေးက3 5နဲ့3 5နဲ့ထွက်ထားတယ်ဆိုတော့ကြောင့်မလို့ခွန်နဲ့နဲ့နဲ့မှာဒီမှာလုံးပိုင်းကနဲ့ဆိုပြီးတော့ဆင်းသွားတယ်เนาะဒါဆိုလို့ရှိရင်နောက်တစ်ပင်ကိုဆက်ပြီးတော့ပါကြမယ်เนาะ နောက်တပင်ငါဒီမှာရှိနေတာငါနဲ့ငါနဲ့နှလုံးပေါင်းတော့သူလည်းပဲပေါင်းခြင်းခွန်ရတယ်ခွန်ရဲ့ပါဝါကနဲ့ခွန်နဲ့ဆိုပြီးတော့ပိုင်းနှလုံးရှာတွေ့တာเนาะဒါဆိုရင်သူ့ရဲ့ထွက်ကနန်းကဒီမှာပါနှစ်၄၆ဆိုပြီးထွက်ထားတယ်နှစ်၄၆ဆိုတဲ့ကြောင့်မလို့ခွန်နဲ့နဲ့နဲ့မှာ သူကမြက်လုံးပိုင်းလေးစင်ထားတယ်ပေါ့နော်ဒါဆိုရင်နောက်ထပ်တပင်ကိုဆက်ပြီးတော့သွားမယ်တက်ခါလေးလေးလေးရဲ့လေးရဲ့နှလုံးပေါင်းတော့ပေါင်ခြင်းရှစ်ပေါ့နော်ရှစ်ရဲ့ပေါင်းတော့တော့ရှစ်ရဲ့သုံးရဲ့ဆိုပြီးတော့အရှာတွေ့ထားပါတယ်ဒါဆိုရင်ထွက်ကနန်းလေးတစ်ချက်ကြည့်မယ်ရှစ်၅နှစ်ရှစ်၅နှစ်ဆိုတဲ့အကြောင်းမလို့ရှစ်နဲ့သုံးနဲ့မှသူကတော့ရှစ်လုံးပိုင်းလေးစင်သွားတယ်ပေါ့နော်ဒါဆိုရင်ကိုဆက်သွားရအောင်ဒီမှာ၅၅၅၅နှလုံးပေါင်းတော့ ောင်းချင်းတုံညာတုံညာပေါင်းဝငါတုံညာရေငါရေဆိုပြီးတော့ဘိုင်းနှလုံးပေါ့နော်ရှားတွေ့ထားပါတယ်ဒါဆိုလို့ရှိရင်ညီမတို့ရဲ့အခုပေါ့နော်ထွက်ကနန်းလေးကိုတစ်ချက်တိုက်ကြည့်အောင်နော်ထွက်ကနန်းလေးကဒီမှာပါ356ထွက်ထားတယ်356ဆိုတဲ့ကြောင့်မို့တုံညာနဲ့ငါနဲ့ပါဒီမှာငါ ဆိုရင်လာမယ့်ပတ်တွက်ဆို96 96 6နှလုံးပေါင်းတော့ပေါင်းခြင်းတည်းရဲ့ပါဝါ6เนาะတည်းနဲ့6နဲ့ဆိုပြီးတော့ရှာတွေ့ထားပါတယ်ဒါကတော့လာမယ့်ပတ်တွက်ပေါ့เนาะတည်းရဲ့ရှစ်လာ25 18တိန်အတွင်းဒီမှာရှာတွေ့ထားတဲ့ဘိုင်လေးပေါ့เนาะလုံးဘိုင်လေးပါเนาะလုံးဘိုင်လေးကတော့တည်းရဲ့6ရဲ့ဆိုပြီးတော့ရှာတွေ့ထားပါတယ်ဒါညီမရှာတွေ့တာဆက်ပြန်ဖြစ်ပါတယ်ကိုရောမလို့ကြောက်ကြမဲ့ကြနဲ့တမဆွလိုက်ပြီးတော့ကစားကြပါเนาะ ားလုံးပဲလာခဲ့ပါပါစီပြေကောင်းကြပါစေလို့ဆုတောင်းပေးလိုက်ပါရရှင်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်